ပေါ်ယဟန်မင်းကြီးလီယိုရဲ့ပထမဆုံးပြည်ပခီးစဉ်တွေနဲ့ပတ်သက်လို့ဗာတီကန်နန်းတော်ကအတည်ပြုကြေညာခဲ့ပါတယ်။ပေါ်ယဟန်မင်းကြီးလီယိုဟာရိုမန်ကက်သလစ်ခရစ်ယာန်ဘာသာရေးရဲ့အထောက်အကူပုဂ္ဂိုလ်ယာသူကိုဆက်ခံယူပြီးခဲ့တဲ့နောက်ပထမဆုံးပြည်ပခီးစဉ်အဖြစ်တူရကီနဲ့လက်ဗနွန်တို့ကိုရွေးချယ်ထားကြောင်းသိရပါတယ်။ဒါဟာပေါ်ယဟန်မင်းကြီးအနေနဲ့အရှေ့လယ်ပိုင်းငြိမ်းချမ်းရေးကိုဦးစားပေးမြှင့်တင်လိုတဲ့သဘောထားကိုပြသချင်းလို့လည်းယူဆနိုင်ပါတယ်။အဲ့ဒီနိုင်ငံကိုတွားရောက်တဲ့အတော်တွင် ။အိုယဟန်မင်းကြီးဟာနိုင်ငံရေးခေါင်းဆောင်တွေဒေသခံ ခရီးရန်တွေနဲ့တွေ့ဆုံမှာဖြစ်ပါတယ်။အမေရိကန်နိုင်ငံသားတူအနေနဲ့ပထမဆုံးပိုယဟန်မင်းဖြစ်လာတဲ့ပိုလီယိုဟာဒူရဂီမှာနိုဝင်ဘာလ28ရက်နေ့ကနေ30ရက်အထိရှိနေမှာဖြစ်ပြီးအဲ့ဒီနောက်နိုဝင်ဘာ30ကနေဒီဇင်ဘာ2ရက်အထိလက်ဘနွန်ကိုရောက်ရှိနေမှာဖြစ်ပါတယ်။ပိုယဟန်မင်းရဲ့ဒူရဂီခီးစဉ်ဟာခရီးရန်ဘာသာရေးမှာအရေးပါတဲ့နီစီယာကောင်စီ2900ပြည့်နဲ့လဲတိုက်ဆိုင်နေမှာဖြစ်ပါတယ်။ လဗနွန်ကိုရွေးချယ်ခဲ့တာကတော့အထူးခိုင်နာကျင်မှုတွေအရန်များနေခဲ့တဲ့အရှိအလေပိုင်းဒေသအတွက်ငြိမ်းချမ်းရေးအားပေးမှုသတင်းစကားတစ်ခုအဆောင်ယူချင်လို့ဖြစ်တယ်လို့ပေါ်ရီဟန်မင်းကြီးကသတင်းထောက်တွေကိုပြောပါတယ်။ပေါ်လီယိုဟာအရင်ပေါ်ရီဟန်မင်းကြီးဖရန်စစ်ကွယ်လွန်သွားတဲ့နောက်မေလ၈ရက်နေ့ကဆလိုအရိုက်အယားဆက်ခံခဲ့တာဖြစ်ပါတယ်။အသက်80ရွယ်ပေါ်လီယိုဟာပေါ်ဖရန်စစ်လက်ထက်ကအစီအစဉ်ထားခဲ့ပေမဲ့ဂျမ်းမာရေးဆိုးရွားလာလို့မသွားဖြစ်ခဲ့တဲ့နှစ်နိုင်ငံကိုပဲ သူရဲ့ပထမဆုံးပြည်ပခီးစဉ်အဖြစ်ဆက်လက်ရွေးချယ်ခဲ့တာဖြစ်တယ်လို့ Vatican နန်းတော်ကရှင်းပြထားပါတယ်ရှင်။